ကိုတိုင်းအုပ်ဖို့မြို့နယ်ထမ်းမင်ကုန်းရော့ကစစ်ကောင်စီတက်စခန်းကိုမေလာ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၈ယောက်ထက်မနည်းသေဆုံးကလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့တာယာဝတီခရိုင်တရင်38သူညာနဲ့တက်ခွဲတက်ခွဲလေမြေအောက်ပြောက်ကြားတက်ခွဲအုပ်ဖို့စီကနေသိရပါဗျာ ။ထဲမဲ့ကုံရော်ကစစ်ကောင်စီတပ်အင်အား30လောက်ရှိတဲ့ဘုံယုံစုဂိတ်ကိုတော့ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်မှာစစ်သား၈ယောက်သေဆုံးကကျန်တဲ့သူတွေကထွက်ပြေးတော့ကြတဲ့အတွက်စခဲကုန်မင်းရှို့ခဲ့တယ်လို့မြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ရေးပြန်ကြားရေးတာဝန်ခံကပြောပါရယ်။စကန်သိတိုက်ပွဲကနေတူမီတဲ့အပါအဝင်ဘုံသီးနဲ့ရိတ်ခါတချို့တင်းစီရမိတယ်လို့ဆိုပါတယ် ။မုံရုံစုစစ်ကောင်စီဂိတ်စကန်ဟာခရီးသောမော်တော် ရင်တွေစီကနေဆက်ကျဲတောင်းယူတာတွေကိုနှင်းစင်ပြုလုပ်နေပြီးပေါ်တာဆွဲဖန်ဆီးတာတွေကိုလည်းမကြာခဏပြုလုပ်နေတဲ့အတွက်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါရရှင်။ ။အရာဝတီတိုင်းလင်းမျက်နာမြို့နယ်ပသိမ်မူရောကာလန်းဘော်ကဆက်ဆက်ရိုကျေးရွာအနေလမ်းဆောင်မှာကုန်တင်ကား၃စီးကိုစစ်ကောင်စီတပ်နဲ့ရဲတွေကမေလ28ရက်နေ့ညနေပိုင်းမှာဖမ်းဆီးထားတယ်လို့ဖမ်းဆီးခံရသူတွေနဲ့နှိဆက်သူတွေစီကသိရပါတယ်။ရန်ကုန်ကနေလာတဲ့ကုန်တင်ကားကိုထောက်ပို့ပစ္စည်းတွေတည်လာရဆိုပြီးဖဲစည်းခဲ့တာဖြစ်ပြီးတော့ဘေကိုဖဲခေါ်တော်လေးဆိုတာကိုတော့မသိရဘူးလို့ဆိုပါတယ် ဖမ်းဆီးခံရတဲ့ကုန်တင်က၃စီးကိုမောင်းတဲ့အချိန်တွေအပါအဝင်အမျိုးသား၆ယောက်ကိုပါဖမ်းဆီးထားပြီးအဆက်အသွယ်လည်းမရတော့ဘူးလို့ဖမ်းဆီးခံရသူနဲ့နှိစက်သူကပြောပါတယ်စကောက်စီတက်ကဖန်းစီခဲ့တဲ့ ကုန်တင်ကားတွေဟာလင်းမျက်နာနဲ့ပသိမ်မုံရော်လဲပေါ်မှာရှိတဲ့ဈေးဆိုင်တွေကမာယူထားတဲ့အိမ်သုံးပစ္စည်းတွေ၊ဆန်တွေ၊စားသုံးစီတွေ၊ဆက်သုံးစီတွေနဲ့အဝတ်ထွေတွေပါလာတယ်လို့ဆိုပါတယ် အခုလိုကုန်တင်ကားတွေကိုစစ်ကောင်စီတပ်ကတရားမဝင် ကုန်စီအကြောင်းပြဖမ်းဆီးတာဟာတော်လေရဲတပ်ဖွဲ့တွေကိုပြည်သူတွေကရိတ်ခါတွေထောက်ပံ့တာစစ်ဘေးရှောင်တွေကိုကူညီထောက်ပံ့တာတွေကိုဟန့်တာဖို့အတွက်ဖြစ်တယ်လို့စစ်ရဲတရေရင်းမြစ်ကပြောပါရရှင်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာသစ်6ရောက်တွေ့ရတယ်လို့စစ်ကောင်စီဩဇာခံကျန်းမာရေးဌာနကမေလ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။မေလ18ရက်နေ့ည8:00နာရီကနေမေလ25ရက်နေ့ည8:00နာရီအထိရက်တစ်ပတ်အတွင်းဓာတ်ခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးပီစီခဲ့ပြီးအဲ့ဒီထဲမှာအတီးပြူလူနာ6ယောက်တွေ့တာကြောင့်ရောဂါပိုးတွေ့တဲ့ရခိုင်နှုန်းက3.1%ဖြစ်တယ်လို့ဆိုပါတယ် အခုလူနာတွေထဲမှာပြင်းထန်လူနာအထူးစက်မှတ်ကုသမှုပေးရတဲ့လူနာမရှိသလိုကိုဗစ် -19 ရောဂါနဲ့သေဆုံးလူနာမရှိဘူးလို့ဆိုပါတယ်ဧပြီလ28ရက်နေ့ကနေမေလ4ရက်နေ့အထိလူပေါင်း2620ယောက်ကိုစစ်ဆေးရမှာပိုတွေ့သူတယောက်မေလ17ရက်နေ့ကနေ18ရက်နေ့အထိလူပေါင်း2460ယောက်ကိုစစ်ဆေးရမှာလဲပိုတွေ့သူတယောက်ရှိခဲ့ပါတယ် မြန်မာနိုင်ငံမှာကိုဗစ်ရောဂါစားဖြစ်ခြင်းကလည်းဒီကနေ့အချိန်အထိပိုတွေ့သူစုစုပေါင်း63,4239ယောက်ထိခိုက်သေဆုံးသူစုစုပေါင်း19,494ယောက်ရှိခဲ့တယ်လို့ကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခဲမြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဟာအရဲသားတွေကိုပြစ်ခတ်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ လုံခေးမြို့ကိုဝင်လာတဲ့စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကဒီကနေ့မေလ20ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲပြင်းထန်ပြီးနောက်အရဲသားတွေကိုစစ်ကောင်စီတပ်ကပြစ်ခတ်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ဆိုပါတယ်လုံခဲမျိုးပေါ်မှာစစ်ကောင်စီတပ်ကသူတို့တော့ရလန်တခြားမှာရှိတဲ့လူတွေကိုပြစ်ခတ်ဖမ်းဆီးနေတယ်လို့လုံခဲဒေတာခန်ကတီဗီကိုပြောပါတယ် တိုက်ပွဲဖြစ်နေတဲ့မနက်စင်နာရီခွဲဝဲချင်းမှာအောင်ပါလေကနေဖားကန့်ဖက် တင်းချောင်လာတဲ့လင်မယားနှစ်ယောက်ကိုလေလုံကင်းတရာဟောင်းအနေကအောင်ချမ်းသာဆေးဆိုင်အနေမှာပြစ်ခတ်ခဲ့တဲ့အတွက် တရားရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဖက်ကအရသားပင်နှစ်ယောက်ကိုပြစ်ခတ်ဖမ်းဆီးလဲဆိုတာကိုတော့အတိမပြုနိုင်သေးပါဘူးမေလ28ရက်နေ့ညနေပိုင်းကလေစကောင်းစီတက်တွေလုံခွေးမျိုးကိုဝင်လာတာကြောင့်တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် KIA ဘက်ကဒေတာခန့်တွေကိုပြောင်းရွှေ့ခိုင်းတယ်လို့သိရပါပါရှင်။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံကင်းမြို့အနီးကရန်ချက်ဆက်ယုံနဲ့မစိုးရံအကျိန်းထောင်ထဲကိုစစ်ကောင်စီတပ်တွေအင်အားအလုံးအရင်နဲ့မေလ28ရက်နေ့မနက်ပိုင်းကစပြီးဝင်ရောက်လာတယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲပြီးမစိုးရံအကျဉ်းထောင်နဲ့ရဲချက်စယုံတွေကိုအင်အားဖြည့်ဖို့ဝင်ရောက်လာတယ်လို့ဆိုပါတယ်။အဲ့ဒီနေရာတွေကနေဖားကက်ဘူဟောင်းကုန်းကိုထက်လာပြီးဆိုင်းထောင်နဲ့ဝေခါကိုပြန်ယူမဲ့အခြေအနေရှိပြီး ်ခရရဲ့တရင်6နဲ့တက်မဟာကိုရောကိုလည်းဝင်တိုက်မလားမသိဘူးလို့လုံခင်းဒေတာခန့်တယောက်ကဒီဝဘီကိုပြောပါတယ်စစ်ကောင်စီတက်တွေရဲ့အင်အားဖြစ်တဲ့မှုကြောင့်မေလ29ရက်နေ့ည မေလ28ရက်နေ့ညပိုင်းမှာလေလုံခဲလေပြေဒေတာခန်တွေကို KIA ဘက်ကညတွင်းရှင်ပြောင်းရွှေ့ကြဖို့ပြောဆိုတာကြောင့်ဒေတာခန်တွေပြောင်းရွှေ့နေကြရရဲ့လို့ဆိုပါတယ်။လက်ရှိမှာတော့လုံခဲဒေတာအနေကရွာတွေဖြစ်တဲ့နမ်ဆန်ဖန်ခါဆောင်းလေပြင်300ခဲငင်းကျဲတာယာအောက်ကြိုက်စားတဲ့ရွာတွေကဒေတာခန်တွေတိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြရဲ့လို့ဆိုပါတယ်။ KIA ပူပေါင်းတက်တွေဟာဖားကက်မြို့ပက်လေကစစ်ကောင်စီစခန်းတချို့ကိုသိမ်းပိုက်ထိ ंछ ုတ်ထားတာဖြစ်ပါရဲ့ရှင် မကွေးတိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းထဲမှာမြင်းကလေးတွေထပ်မံလှုပ်ခတ်တော်ရဲလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနနဲ့စစ်ကောင်စီမိုးစလဌာနတို့ကသတင်းထုတ်ပြန်ပါတယ်။မေလာ28ရက်နေ့မြန်မာစံတော်ချိန်ည7:42မိနစ်လောက်ကမကွေးတိုင်းပခုတ်ပူမြို့အနောက်တောင်ဘက်ကိုဗဟိုပြူပြီးအင်အား Richter scale 3.8အဆင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ် မနေ့ကညနေ9:54မိနစ်လောက်မှာလဲမက်ဒလေတိုင်းရမင်းသိန်းမြို့ရဲ့အရှေ့မြောက်ဘက်ကိုဗဟိုပြူပြီးရစ်စတာစကေ၄.၃အဆင့်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုခတ်ခဲ့ပါတယ်။ ်စစ်ကောင်စီလက်အောက်ခံမွလင်ဝတာနဲ့ဇလားဘေတော်ဦးစည်းဌာနကတော့မင်းည7နာရီ42မိနစ်မှာလဲညာဦးမြင့်ကလေးစခန်းကနေအရှေ့အရှေ့မြောက်ဘက်9မိုင်ခန့်ကော်ဝဲတဲ့ညာဦးမျိုးရဲ့အရှေ့အရှေ့မြောက်ဘက်ကိုဗဟိုပြူပြီးအင်အားရစ်တာစကေ3.8အဆင့်ရှိတဲ့မြင်းကလေးလှုပ်ခတ်တော်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မင်းည7နာရီ34မိနစ်ကျော်လောက်ကပဲခူးတိုင်းရေတာရှင်မျိုးရဲ့အရှေ့မြောက်ဘက်24မှာအကော်မှာပြင်အားရစ်တာစကေ3.1အဆင့်ရှိတဲ့မြင်းကလေးလှုပ်ခတ် တ်တော်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်မတလေတိုင်းမဟာအောင်မြေမြို့နယ်ကငလျင်တန်တဲ့အဆောင်အုံတလုံးဒီကနေ့မေလ28ရက်နေ့မနက်7:00နာရီကပြိုကျပြီးတော့အရက်သားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ မဟာအောင်မြေမြို့နယ်84လမ်း36လမ်းလမ်းလေးစီကြားကငလျင်တန်းချောင်းပြိုကျထားတဲ့လေတပ်အဆောက်အုံထပ်မံပြိုကျခဲ့တယ်လို့ဆိုပါတယ်။ငလျင်ချောင်းရိုင်နေတဲ့အဆောက်အုံပြိုကျတာဖြစ်ပြီးအဆောက်အုံပြိုကျတဲ့အတွက်အမျိုးသားတယောက်6တောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မဟာအောင်မြေမြို့နယ်ကဒေသခံတယောက်က TVB ကိုပြောပါတယ်။မန္တလေးမှာငလျင်တန်းတင့်ပြီးပြိုကျနိုင်တဲ့အခြေအနေရှိတဲ့အဆောက်အုံများစွာရှိနေပြီးပြန်လည်ထူထောင်ရေးတွေလည်းကြာအောင်မေးလို့စစ်ကောင်စီဝန်ထမ်းတယောက်ကပြောပါတယ်။ တချို့အဆောက်အုံတွေဟာငလျင်တဲ့ကြောင့်ရှိုင်းနစ်နေပြီးအန်ရီရှိနေတယ်လို့ဆိုပါတယ်။မက်ဒလင်းရဲ့စကိုင်းမှာမဲလာမက်လာ20ရှယ်နေကလုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်အပြင်ငလျင်ငယ်တွေဇက်တိုက်လုတ်ခတ်နေခဲ့ပါတယ်။ဒီပူပီကအောက်ယူရရှိထားတဲ့စင်တွေအရာမေလာ26ရက်နေ့အထိငလျင်ကျောင်းတည်ဆုံသူ4490ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ11366ယောက်ရှိတယ်လို့သိရပါတယ်ရှင်။ အယာဝတီတိုင်းမှာကွန်ရက်တွေကိုဝေယူမှုနေပါလာတာကြောင့်ကွန်ရက်တပိတ်သားချက်3500အထိအစမတန်ဆေးကျဆင်းနေတာကြောင့်အရှုံးပေါ်နေတယ်လို့ကွန်ရက်စိုက်ပျိုးသူတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကနေမက်လအထိကွန်ရက်တပိတ်သားကိုချက်16000အထိဈေးပေါက်ခဲ့ပြီးဧပြီလမှာတော့တပိတ်သားကိုချက်9500ကနေ9500အထိဈေးကျဆင်းလာနေပြီးတော့မေလကုန်ပိုင်းမှာတော့တပိတ်သားကိုချက်3500အထိအစမတန်ဆေးကျဆင်းလာတယ်လို့ဆိုပါတယ်။ ပုံမှန်ဝေယူနေကြတဲ့ရန်ကုန်နဲ့နေပြည်တော်ဘက်မှာကွန်အထွတ်နှုံကောင်းနေတာကြောင့်ဝေယူတာနေတော့ပြီးတော့ပြည်တွင်းဝေလိုအားမရှိတဲ့အတွက် စိုက်ထားပြီးတော့အလကားဖြစ်နေပြီလို့ပန်တော်တော်မြို့နယ်ကကွန်စိုက်ပြရဲ့လုံငယ်ရှင်တယောက်ကပြောပါတယ်အရာဝတီတိုင်းမှာအခုလိုကွန်စေထိုးစဆင်းလာတာကြောင့်မနေ့ကကွန်စင်တို့ကောင်းမွန်တာကြောင့်စိုက်ပျိုးသူတွေကကွန်စေကွက်ကောင်းမယ်လို့မျှော်မဲ့ပြီးတိုးချစ်စိုက်ပျိုးခဲ့တာကြောင့်အခုလိုဈေးကွက်ဝယ်လို့အားနေလာတာကြောင့်လည်းပါတယ်လို့ဆိုပါတယ် ဧရာဝတီတိုင်းကတောင်သူတွေဟာစပားနဲ့ရှင်တွေကကွန်ငရုတ်နဲ့ငပြောတွေကိုစိုက်ပျိုးကြတယ်လို့သိရပါတယ်ရှင်စကိုင်းတိုင်းကလေးမြို့နယ်ထဲမှာမေလာ26ရက်နေ့ကခရီးရန်တရားဟောဆရာတယောက်မိုင်းနေမိပြီး6တောက်တစ်ဖက်ဖျက်လိုက်ရတယ်လို့ဒေသပြည်သူကောက်ွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။မိုင်းနေမိတဲ့သူကကလေးမြို့နယ်ထဲကစီးဆက်ရော်မှာနေထိုင်တဲ့တရားဟောဆရာဖြစ်ပြီးစိုက်ကင်နဲ့ခရီးတော်ရင်စက်မှုဇုံလက်နဲ့စက္ကန့်ရော်ချာမှာမိုင်းနေမိခဲ့တာပါ။ မိုင်းနေမိတဲ့ဘေဘက်ခြေတော်ကိုပြတ်တောက်သွားတာကြောင့်ခြေတလုံးအထက်ကနေဖြတ်တောက်လိုက်ရတယ်လို့ကလေးမျိုးနယ်ပါကာဘလူသားစာနာတာဝန်ခံကပြောပါတယ်အဲ့ဒီခရီးရန်တရားရောဆရာမိုင်းနေမိခဲ့တဲ့နေရာနဲ့ပတ်ဝန်းကျင်ဟာကလေးစက်မှုဆောင်မှာတက်ဆွေးထားတယ်စစ်ကောင်စီအထိုင်စခန်းနဲ့နှိကက်တယ်လို့စစ်တပ်ကမကြောက်ခဏစစ်ကြောင်းထိုးလေးရှိတယ်လို့ဆိုပါတယ် ကလေးမျိုးမှာအခြေဆိုင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကလေးမျိုးအဝင်လမ်းဘေးတွေမှာမြေမြုံမိုင်းတွေထောင်ထားတာကြောင့်ခီးတော်ပြည်သူတွေမကြာခဏမိုင်းနေမိတာတွေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။